PEP ဆိုတဲ့ဟာကတော့ NDA ရှိတဲ့အပြုမူတွေပေါ့နော် HIV ပိုးကူးစက်နိုင်ခြေရှိတဲ့လိင်မှုကိစ္စပဲပြောပြောအဒီတွေ့ရနေတဲ့ဆင်ကူးစက်နိုင်တဲ့အခြေအနေမျိုးတွေပဲပြောဒါမျိုးတွေဖြစ်ပြီးသွားတော့မှအရေးပေါ်ပေါ့နော်မထင်မှတ်ပဲဖြစ်ပြီးသွားတော့မှအမားတို့က၃ရက်အတွင်းမြင်မြန်တောက်ရတဲ့ဆေးပေါ့နော်အဲ82နာရီအတွင်းတောက်မှဒါအမားတို့ရဲ့ PEP ဒီအာအာနိသင်ရမယ်ပေါ့နော် HIV ပိုးကိုတကယ်ထိရောက်ကာကွယ်နိုင်မယ်ပြီးတဲ့ခါမှလည်းသူဒီ28ရက်ပေါ့နော်အမားတို့ကတက်လာပဲတောက်ရတာဖြစ်တယ်ပေါ့နော် PREP ကကြတော့ NDA ရှိတဲ့ယောဂပိုးကူးစက်နိုင်တဲ့အခြေ ေနေတွေအဖြစ်ပြက်တွေဘာမှမလုပ်ခင်မဖြစ်ခင်မှာကြိုပြီးတော့တောက်ပြီးတော့ပိုကူးဆက်နိုင်ခြင်းနဲ့ပဲညနေအောင်လို့ကခွဲရတဲ့ဈေးဖြစ်ပါတယ် ARD ကကြတော့အမတော် HIV ပိုးရှိပြီးသားသူတွေကပိုးကိုထပ်ပြီးတော့ပိုးကောင်ကြီးတွေမပြန့်သွားဖို့ရေမများသွားဖို့တွေပြီးလို့ရှိရင်အမတို့ရဲ့ကိုခံအစွမ်းအားကိုထပ်ပြီးတော့ HIV ပိုးကထပ်ပြီးမဖြက်ဆီးဖို့အတွက်ကိုပိုးကိုထိန်းထားဖို့အတွက်ကိုတောက်ရတာပေါ့နော်ဆိုတော့ ARD တီလည်းအမတို့ဒီ HIV ပိုးကတသက်လုံးရှိနေမှာဖြစ်တဲ့အတွက်ကြောင့် ARD တီလည်းတသက်လုံးအများနဲ့တောက်ရအောင်မှာဖြစ်တယ်ပေါ့နော်